အပိုင်းဆိုင်နေရဲ့အဆောက်မှာတော့ရှီကီရိုအားလုံးကရေချိုးခန်းထဲမှာအတူတူရေချိုးနေခဲ့ကြပါသည်။သူတို့အားလုံးကခြေပြက်လက်ပြက်တွေပါဖြစ်နေခဲ့ပြီးဂျင်းကတော့ရေကိုအမြန်ချိုးကထွက်သွားလိုက်ပါသည်။တကူလုံးချုပ်ယူရီနဲ့ပြည့်နေတဲ့ဂျင်းကိုကြည့်ပြီးရှီကီကတော့ဒီကောင်ကဘာလဲလို့ပြောလိုက်ပါသည်။အီဂရီကတော့ရေစိမ့်နေတာကိုရက်လိုက်ပြီးရှီကီကိုမင်းကကိုစူနေတာလို့ပြောလိုက်ပါသည်။ဒါကြတော့ရှီကီတယောက်ခံမြင်သွားခဲ့ပြီးအီဂရီကတော့ရှီကီကိုရေချိုးတဲ့အချိန်လေးကိုတော့တိတ်တိတ်လေးနေပေးဖို့အတွက်ပြောလိုက်ပါသည်။ပြီးတော့သူကလည်းပဲအပြင်ကိုထွက်သွားပြီးရှီကီကသူတို့ကိုလိုက်ကြည့်နေခဲ့တာပါ။ အဲ့ဒီအချိန်မှာရိုဂူရိုကတော့အမောက်ခုံလေးမှောက်နေခဲ့ပြီသူကကွီနာကြောင့်စိတ်ငါးချမ်းလောက်ညစ်နေခဲ့ပါလိဒါပြင်သူကအပြင်ကိုထွက်သွားတာနဲ့သူ့အတွက်လိုအပ်တာတွေမှန်သမျှကိုလုပ်ပေးမယ်ကွီနာကစောင့်နေမှာကိုတွေးရင်းပဲကြောချမ်းနေခဲ့ပါလိရှီကီရိုကတော့တွတ်တွတ်ပြောနေတဲ့ရိုဂူရိုကိုကြည့်ပြီးလာကြွားနေရလားလို့မေးလိုက်ပေးမယ်စိတ်ညစ်နေတဲ့ရိုဂူရိုကတော့အဲ့လိုမဟုတ်ပါဘူးလို့ပြောနေခဲ့တာပါအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေကွီနာရဲ့တန်ကထွက်လာပြီးဒီမှာကရိုဂူရိုကိုထွက်လာခဲ့ဖို့အတွက်ပြောလိုက်ပါလိကွီနာရဲ့တန်ကြောင့်မလို့ရိုဂူရိုတယောက်နေစရာမရှိဖြစ်နေခဲ့ပါဘူး အဲ့နောက်မှာတော့ဂရီနာကရူဂရူကိုထွက်မလာရင်သူမကဝင်လာခဲ့လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါရီဒါကိုကြတော့ရှီကီတို့ကလည်းမျက်လုံးပြူးသွားခဲ့ပြီးရူဂရူကိုတခုခုလှုပ်ဖို့အတွက်ပြောလိုက်ပါရီဂျူဂျီကတော့ယောက်ျားလေးရေချိုးကန်းလေးကိုမိန်းကလေးကဘာလုံးမလဲလို့ပြောနေပါရီအပြင်ဘက်မှာတော့ဂရီနာကိုဂျင်းတို့ကအတင်းဆွဲထားခဲ့ပြီးနိုက်တူကလည်းရောက်လာခဲ့ပါရီသူကရှီကီတို့အားလုံးကိုကာကွယ်ရေးချင်းကန်လှုပ်ရမယ်လို့ပြောပြီးခမ်းမတွေကိုလာခဲ့ခိုင်းမှုအတွက်ပြောလိုက်ပါရီဒါကိုကြတော့ရှီကီတို့ကလည်းဇဝေဇဝါဖြစ်သွားခဲ့ကြပါရီ ခမ်းမတွေကိုရောက်တော့နိုင်တူကသူတို့ကိုနောက်ကျတယ်လို့ပြောလိုက်ပြီးရှီကီကတော့ရေချိုးနေတာကြောင့်မတတ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါရီအဲဒီနောက်မှာတော့နိုင်တူကအားလုံးကိုကာကွယ်ရေးလေ့ကျင့်ခန်းကိုလုပ်ရမယ်လို့ရှင်းပြခဲ့ပါရီအပြင်ဘက်မှာတော့မိုးရီကမဲတဲနေတာကြောင့်မလို့သူတို့ကလေ့ကျင့်ခန်းလုပ်ဖို့အဆင်မပြေဖြစ်နေပါရီအဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့မိုးရွာသွန်းမှုကြောင့်ရှီကီကအဆောက်အဦတော်ပြိုတော့မလို့ပဲလို့ပြောနေတာပါဒါကြောင့်ကျတော့နိုင်တူက3ရဲ့အဆောက်အဦကမုန်တိုင်းမီလောက်ယုံနေမှပြန်စည်းနိုင်မလို့ပြောပြခဲ့ပါရီ အဲဒီနောက်သူကဒီလေးကျင့်ရင်မှာထောင်ချောက်တွေရှိလာနိုင်တယ်လို့ပြောပြလိုက်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုယူလာတာကြောင့်အရင်ဆုံးညစာစားဖို့အတွက်ပြောလိုက်ပါရီပြီးတော့သူကအပြင်ကိုထွက်သွားပါရီနိုင်တို့ပြင်ကိုထွက်သွားတော့အားလုံးကတက်ပြင်းချလိုက်ကြပြီးအီဂရီကတော့ဒါကပြင်းစရာပဲလို့ပြောနေတာပါဟိုမရဲကတော့အခန်းထဲမှာပဲနေရမယ်ဆိုရင်ဘာလို့နေရမလဲလို့မေးနေခဲ့ပါရီအဲ့ဒီအချိန်ဂျင်းကတော့စားစရာတွေထည့်ထားတဲ့အိုးကိုစိုက်ကြည့်နေတာကြောင့်အားလုံးကလည်းအိုးကိုအကြည့်ရောက်သွားကြပါရီ သူတို့ကအိုးမထောင်ချောင်းရှိနေရလို့ထင်နေတာကြောင့်ရှီကီကဒီလိုအခြေအနေမျိုးမှာအနီးကမဟုတ်ဘဲအဝေးကနေတနက်နေ့ပြစ်တော့ကောင်းတယ်လို့ပြောလိုက်ပါရီဒါပေမဲ့အားလုံးကရှီကီကိုအသေးအံတားလိုက်ကြပြီးအီဂရီကတော့မလုပ်ဖို့အတွက်ပြောလိုက်ပါရီရှီကီကတော့မလုပ်ပါဘူးလို့ပြောလိုက်ပြီးသူကစနေတာပါလို့အားလုံးကိုလည်းပြန်ပြီးရှင်းပြနေရပြန်ပါရီအဲ့ဒီအချိန်မှာပဲဂရီနာကရိုဂရိုကိုဘိုက်စာနေပြီလားလို့မေးလိုက်ပြီးသူမကအားလုံးပြင်ပေးမယ်လို့ပြောကစားစရာတွေကိုသွားဖွင့်လိုက်ပါရီအဲ့နောက်သူမကစားစရာတွေကိုပကံနေထည့်ပြီးရိုဂရိုကိုယူလာပေးလိုက်ပါရီ ဒါဝင်မြင်တော့အားလုံးကစားစရာတွေကိုအသီးသီးယူသွားလိုက်ပြီးရှီကီကတော့တိတ်မယုံဖြစ်နေတာပါသူကစားစရာတွေကိုယူလာပေးမယ်မစားသေးပဲအခြေအနေကိုကြည့်နေခဲ့ပါလိအဲ့ဒီအချိန်ဂျင်းကတော့ဟင်းတွေကိုကြည့်ပြီးတိုင်ပတ်နေပြီဟိုမာရီကတော့သူ့အကြိုက်ဘဲပင်ပေါက်ပါလာတာကြောင့်ရှေ့ကိုဆွဲနေခဲ့ပါလိတဖက်မှာရှီကီကစားဖို့ကိုခြေတုံချတုံဖြစ်နေချိန်အီဂရီကတော့နောက်ထပ်လိုက်ပွဲတွေပါထပ်ယူနေခဲ့ပါပြီဒါဝင်မြင်တော့ရှီကီကမတရားဘူးလို့ပြောလိုက်ပြီးအီဂရီကတော့အများကြီးရှိသေးတာကြောင့်လိုချင်လာယူဖို့အတွက်ပြောလိုက်ပါလိဒီစကားကိုကြားတော့ရှီကီကလည်းပဲထမင်းတွေကိုအမြန်စားလိုက်ပြီး သူ့ကိုလိုက်ပွဲကြီးကြီးပေးဖို့အတွက်ပြောကအီဂရီရဲ့နားကိုရောက်သွားခဲ့ပါသည်အဲဒီနောက်သူတို့ကထမင်းလေးကိုတဝါတပြဲစားတောက်လိုက်ပြီးအချိုးပွဲအနေနဲ့ပူတင်းလေးကိုပါစားလိုက်ကြပါသည်ရူဂရူကတော့အချိုးပွဲကိုသူ့အရန်ကြိုက်တဲ့ပူတင်းကိုစားရတာကြောင့်ကြေနပ်နေပြီးဂွီနာကတော့ရူဂရူအတွက်သူမရဲ့ပူတင်းဘူးကိုပေးလိုက်ပါသည်ရူဂရူကအာနာနေပေမဲ့ဂွီနာကတော့သူမရဲ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီးပူတင်းကိုစားလိုက်ဖို့အတွက်ပြောနေပါသည်တဖက်မှာတော့ပူတင်းဘူးတပူပုံနေတာကြောင့်ဘယ်သူမှမယူရသေးဘူးလို့မင်းနေတာပါရူဂရူကတော့သူကဂွီနာရဲ့ဘူးကိုစားလိုက်တာကြောင့်မလို့ ပိုနေတဲ့ဘူးကိုဂွီနာကိုပေးလိုက်ဖို့ပြောပေမဲ့ဂွီနာကမလိုဘူးလို့ညင်လိုက်ပါရီ။ဒါကြောင့်မလို့ဟိုမရေကလည်းဘသူယူမလဲလို့မေးလိုက်ပါရီ။ဒါကိုကြတော့ဂျင်းကလက်ထောင်လိုက်ပေမဲ့ရှီကီကဘူးကိုလှစ်ခနဲဆွဲယူလိုက်ပြီးဘသူမှမယူရင်ယူလိုက်ပြီလို့ပြောလိုက်ပါရီ။ပြီးတော့မှသူကလက်ထောင်ထားတဲ့ဂျင်းကိုမြင်ပြီးမင်းဘိုင်းမဝသေးဘူးလားလို့မေးလိုက်ပါရီ။ဒါကိုကြတော့ဂျင်းကခေါင်းညင်လိုက်တော့ရှီကီကပိုနေတဲ့ထမင်းမကန်ကိုပေးလိုက်ပေမဲ့ဂျင်းကတော့တတ်ပြစ်မယ်လို့ပြောနေခဲ့ပါရီ။တဖက်မှာတော့နိုင်တူကအပြင်ဘက်တွေကိုလိုက်လံစစ်ဆေးနေခဲ့တာပါ။ ။အဲ့ဒီအချိန်မှာမူကူကအတက်မိလာတာကြောင့်သူကကြိလိုက်တော့ចောင်းထိုင်ဖြစ်နေခဲ့ပါလိ။ចောင်းထိုင်ကတော့နိုင်တိုကိုလှုပ်တာတော်တယ်လို့ပြောလိုက်ပြီးမိုးရန်တဲနေလို့အဆက်အသွယ်တွေအရန်စစ်မပြေဘူးလို့လည်းပြောလိုက်ပါလိ။ပြီးတော့ចောင်းထိုင်ကနိုင်တိုကိုကလေးတွေနဲ့အတူတူပျော်ဖို့အတွက်လည်းပြောပါလိ။အဲ့ဒီအချိန်ရှီကီနဲ့ဂျင်းကတော့ပူတင်းထွက်နေတယောက်ကိုတယောက်ရန်ဆောင်နေကြပါပြီ။ဂျင်းကသူ့ရဲ့လက်နက်ကိုထုတ်လိုက်ပြီးရှီကီကလည်းတနက်ကိုအသိမ်းပြင်ထားလိုက်ပါလိ။ဒါကမြင်တော့ကွေနာတို့ကအားပြအမြောက်လုပ်နေပြီးရှီကီကတော့ဂျင်းကိုပူတင်းကိုလိုချင်ပွန့်ပွန့်လင်းလင်းပြောဖို့အတွက်ပြောနေခဲ့ပါသေးတယ် အဲ့နောက်မှာတော့တကားကပွင့်လာပြီးနိုင်တူကဝင်လာပါ ड़ी နိုင်တူတယောက်ကတော့သူ့ရဲ့ယူကြောင်ကြောင်တပည့်တွေကိုကြည်ကစိတ်ကုန်နေတာပါသူကဂျင်းတို့ကိုမင်းတို့ကပူတင်တပူအတွက်နဲ့တိုက်ခိုက်နေကြတာလားလို့မေးတော့ဂျင်းကသူကရှီကီကိုမချိနဲ့ယုံမဲလို့ပြောလိုက်ပါ ड़ी ရှီကီကတော့သူကခုခံတာဖြစ်လို့အပြစ်မရှိဘူးလို့ပြန်ပြောပါ ड़ी ဒါကြောတော့နိုင်တူကပြောင်းတလင်းခါနေတဲ့ထမင်းအိုးတွေကိုကြည်လိုက်ပြီးသူ့အတွက်လည်းစားစရာမကျန်တော့ဘူးပေါ့လို့ပြောနေတာပါဒါကြောင့်ကျတော့ဟိုမရဲကချက်ချင်းတောင်းမှလိုက်ပြီးဘဲပင်ပေါက်တွေအများကြီးစားလိုက်မိတာခွင်းလို့ဖေးဖို့အတွက်အထာပြောနေပါသေးတယ် နိုက်တိုကတော့ဒါကခြံထားဖို့မပြောမိခဲ့တဲ့သူ့ရဲ့အဖြစ်ပဲမလို့ဟိုမရဲကိုထားလာဖို့အတွက်ပြောလိုက်ပါလိ။အဲဒီနောက်မှာတော့နိုက်တိုကသူတို့ကိုနောက်နေ့ရောက်တဲ့အထိအခန်းထဲမှာစောင့်နေဖို့အတွက်ပြောလိုက်ကာတိုက်ခိုက်တာတွေကိုမလုပ်ဖို့အတွက်ပြောလိုက်ပါလိ။ဒါပြင်အခန်းပြင်ကိုထွက်ရင်လဲကြောင်းထုတ်ပြစ်မယ်လို့ပြောပါလိ။အဲဒီနောက်မှာတော့နိုက်တိုကပူတင်ကိုယူပြီးထွက်သွားကာဟိုမရဲကဇွန်းချက်နေခဲ့တာကြောင့်နိုက်တိုကိုလိုက်ပေးရမလားလို့ပြောလိုက်ပါလိ။ဒါကြောင့်တော့ဂရီနာကမလုပ်ဖို့အတွက်ပြောပြီးကြောင်းထုတ်ခံရမယ်လို့တတိပေးလိုက်ပါလိ။အဲဒီနောက်မှာတော့ ်အေဂရီကအခုကအိတ်ချိန်မယ်လို့ပြောလိုက်ပြီးအသိမြင်ထားတဲ့အေးရလေးကိုယူလိုက်ပါရီရှီကီကတော့အခြေချောင်းပြောဖို့အတွက်စိတ်အားထက်သန်နေပါရီအဲဒီနောက်သူတို့ကဝိုင်းထိုင်လိုက်ပြီးမြင်ဂျင်းတယောက်တည်းတတ်တတ်နေကြတာကြောင့်ရှီကီကဂျင်းကိုလမ်းခေါ်လိုက်ပါရီဒါပေမဲ့ဂျင်းကတော့သူ့ကိုဂယူဆိုင်မနေဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်ကွီနာကတော့သူမကရိုဂူရိုနဲ့အတူအိတ်မာလို့ပြောလိုက်ပြီးလာမရှုပ်ဖို့အတွက်လည်းပြောနေပါရီသူမရဲ့စကားကြောင့်မလို့ရိုဂူရိုတယောက်လမ်းဖြန့်နေပါရီဂျူဂျီကတော့သူကလေးချင်ခံပြီးကလေးကတွင်းနေတာတခုရှိတယ်လို့ပြောလိုက်ပြီး ဲ့ဒါကသူတို့အနေနဲ့မိန်ကလေးတွေနဲ့အတူအိတ်ရမလားလို့မေးလိုက်ပါရီရှီကီကတော့စကားပြောပြီးအိတ်ယုံလေးလောက်ပေးမလားလို့ဝင်ပြောလိုက်ပြီးမယ်ဂျူဂျီကတော့အိတ်ထပ်ပို့ပြီးတော့ဒွေးထားတာလို့ပြောနေတာပါအီဂရီကတော့ဒါကလုံးဝမဖြစ်သင့်ဘူးလို့ပြောလိုက်ပြီးမိန်ကလေးတွေနဲ့ယောက်ျားလေးတွေကခွဲအိတ်တာတင့်တယ်လို့ပြောလိုက်ပါရီပြီးတော့လည်းသူကချက်ချင်းပဲလိုက်ကာတွေကိုဆွဲဖွင့်လိုက်ပြီးမိန်ကလေးတွေကိုအထဲကိုဝင်အိတ်ဖို့အတွက်ပြောလိုက်ပါရီဒါပြင်အီဂရီကယောက်ျားလေးတွေကဒီဘက်လို့ပြောပြီးနေရာချပေးပါရီအဲဒီနောက်သူတို့ကနေရာယူလိုက်ကြပြီးရဂရိုကတော့အခုလိုစိတ်အေးလက်အေးမအိနိုင်တာကြားပြီးလို့ပြောကစိတ်ချမ်းသာနေခဲ့တာပါ ါကိုကြတော့ရှီကီကရိုဂူရိုကိုဂရီနာကျောင်းမှလာလို့မေးလိုက်ပါလိ။အဲဒီနောက်သူတို့ကတရေကျောင်းပြောဖို့အတွက်လောက်ကြပါလိ။ရှီကီတယောက်ကတော့လမ်းနေပေမဲ့သူကတရေကျောက်တာကိုမသိသေးချင်တာကြောင့်မလို့ဖုံးထားလိုက်ပြီးဂျင်းကကြောက်နေပြီထင်တယ်လို့ဆိုတာကာဘာယူနီပါလိ။ဒါပေမဲ့ဂျင်းကရရတယ်လို့ဝင်ပြောတာကြောင့်မလို့ရှီကီတယောက်စိတ်ညစ်သွားပါလိ။တဖက်မှာတော့နိုင်တူကကျူယာနဲ့စကားပြောနေခဲ့ပြီးဒူဂျိုဘက်ကကိစ္စကရုဒိယနိုင်တာကြောင့်ပြန်ပြင်ဖို့အချိန်လိုတယ်လို့ပြောနေပါလိ။ကျူယာကလေးပဲထုံးစံတိုင်းနိုင်တူကိုရှွန်းနောက်နောက်တွေပြောနေလို့နိုင်တူကဖုံးချဖို့အတွက်လုပ်ပါလိ ။အဲ့ဒီအချိန်ဂျူယာကနိုင်တိုကိုရှီကီရိုရောဘယ်လိုလဲလို့မေးနေတာပေါ့။အဲ့ဒီအချိန်ရိုဂူရိုကတော့တရဲနဲ့ပတ်သက်ပြီးသူ့ကြောင့်ကြီးရတာကိုပြောပြနေပါလိ။ဒါပေမဲ့အရန်ကိုတမန်ယူကြဖြစ်နေတာကြောင့်သူ့အကြောင်းကိုပြောပြလိုက်ပါလိ။သူကနိုင်တိုနဲ့အတူတခန်းထဲမှာအိတ်ရပါမယ်။နိုင်တိုကအခန်းထဲမှာအိတ်တာရှားတာကြောင့်တယောက်ထဲလို့လို့အိတ်ရတယ်လို့ပြောပြပါလိ။ဒါပေမဲ့သူအိတ်တာနဲ့ခြေတန်းနေကြားနေရတယ်လို့ဆိုပြီးအီဂရီကမင်းတို့အကြောင်းတွေကကြောက်စရာမကောင်းဘူးလို့ပြောတာသူ့ဟာကမှတကယ်ကြောက်စရာကောင်းနေဆိုပြီးအကြောင်းအရာပြောင်းပြောပြန်ပါလိ။ဒါအပြင် လူပါတီထားတာလို့ပြောလိုက်တော့ရှီကီတယောက်နေစရာမရှိတော့ပါဘူး။အဲ့နောက်အီဂရီကသူ့ရဲ့တငယ်ချင်းကစိုက်ကယ်စီးတာဝါသနာပါပြီ။စိုက်ကယ်သွားစီးနေကြတဲ့မကောင်းတဲ့နေရာတစ်ခုရှိတယ်လို့ပြောပြလိုက်ပါလိမ့်။အဲ့နေရာကမိမအတန်ကြိုင်လှည့်ကြည့်လို့မရဘူးလို့ပြောနေချင်း။ရုတ်တရက်အမီးကပိတ်သွားပြီးရှီကီတယောက်လန့်အောင်ပါလိမ့်။ဒါကြောင့်မလို့ဂျူဂျီကဖုံးပြီးထွန်းလိုက်ချိန်မှာဂျင်းကတော့တရေရောက်နေပြီလို့ဆိုပြီးအမောင်ထဲမှာအလင်းရောက်နေတဲ့ရက်နေတဲ့အချောင်းထိုင်ကိုပြလိုက်ပါလိမ့်။ဒါကိုမြင်တော့ရှီကီတို့ကလန့်သွားပြီးအချောင်းထိုင်ကိုတရေနဲ့မာပြီးတိုက်ခိုက်ကြပါတော့လိမ့်။ အဲဒီနောက်မှာတော့ចောင်းထိုင်လဲ channel အားလုံးကပေါက်သွားပါလိုက်တို့ကတော့ဒီလိုလူတွေကတရေကြောက်တယ်ဆိုတာကိုမယုံနိုင်ဖြစ်နေခဲ့ပြီးစိတ်ညစ်နေကဇက်လန်းလေးကလည်းဒီမာရီမဲပြီးဆုံးသွားခဲ့ပြန်ပါ ರೀ ဒူဂန်အန်ကီရဲ့ season 1ကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ် season အသစ်ထပ်ထွက်တဲ့အခါမှာအပိုင်းအသစ်တွေနဲ့အတူပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါ ರೀ ခင်ဗျာ